မင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနေ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်တို့ဒီခေါက်သင်ခန်းစာမှာအရင်တစ်ခေါက်ကလိုအပ်တဲ့ကျွန်တော်တို့ status file ကို create လုပ်ပြီးသွားပြီ log tree လေးရှိပြီးသွားပြီကျွန်တော်တို့ဒီမှာ logo md ဒီကျွန်တော်တို့လိုအပ်တာဒီ3 file ဟုတ်လား status file ဒီဒီ net file ကိုဘာလို့ခေါ်လို့ eac file ခေါ်ဖို့ဒီ file က eac file ခေါ်ဖို့တဲ့ comment ဟုတ်ပြီ file က3 file ပြင်မယ်ကျွန်တော်တို့လုံးဆောင်ချက်တွေ procedure တွေအကုန်လုံးပါသွားဟုတ်တကယ်လို့ပြန်ကျွန်တော်တို့ဒီဒီ module တွေအကုန်လုံးလေ application တစ်ခုစာများလို့ module တွေခွဲတယ်ဒီလိုအများကြီးဆိုလဲရတယ်ဒီကျွန်တော်ဒီ setup file ထဲမှာ လိုအပ်တဲ့ file module တွေ include file ထဲမှာဟုတ်ပြီနော် include file ထဲမှာမလိုလိုက်အောင်မယ်တော့အကုန်လုံးသိမ်းကြုံထည့်လိုက်အောင်မယ်အမ HTA ပဲ HTA ပဲ file တွေထဲမှာလဲ py file တွေလိုအပ်ရင်လိုအပ်သလိုမလိုလိုအောင်သိမ်းကြုံထည့်သွားအောင်မယ်ဟုတ်ကဲ့ပုံကဒီမှာတပုံထဲမှာနှစ်ပုံပိုင်းဒီမှာနှစ်ပုံထည့်သုံးပုံပိုင်းဒီမှာသုံးပုံထည့်ချိတ်ဆက်ထားတယ်ဆိုရင်ပြောတာ okay မနော်ဟုတ်ပြီအဲ့ဒီလိုပဲကျန်တဲ့ဟာလည်းအတူတူပဲဒါဒီနော်တို့ဘာ module ကိုသုံးလိုက်တာလဲ CH crazy module ကဲအဲ့ဒီဟာကိုကျွန်တော်တို့ခုတ်ဖို့တော့ comment blog လေးနဲ့သွားမယ်အဲ့တော့ကျွန်တော်ရခေါကတင်ကန်းဆောင်ပြောခဲ့သလိုပဲ GUI နဲ့မသွားဘူး command prompt နဲ့သွားလို့ပြင်းနေပြန်တယ်တကယ်ကြဒီလိုနောက်ကွယ်ရလောက်တဲ့လုံဆောင်ချက်တွေနားလည်မှာ application လေး GUI လေးကင်ရတာပို့ပြီးတော့အဆင်ပြေတယ် okay ဆိုတော့ကျွန်တော် command prompt နဲ့သွားမယ်ဝင်လို့နဲ့ RCMD CMD နဲ့တဲ့နေရာမှာတတိထားပါကျွန်တော် data directory ကိုရောက်အောင်ပို့ရမယ်ဒီ3 file ရှိတဲ့ data directory ကိုရောက်အောင်ပို့ရမယ်ဒီမှာသူ့ရဲ့ current directory ပဲမှာနော် C user champion အောင်ဆိုရတယ် okay ကျွန်တော် directory change နေတယ်ဆိုဒီ command prompt မှာ CD ကျွန်တော် change မယ်နော်တခါလည်း change လိုက်တော့မယ်နော် CD CD ကနေကျွန်တော်ဘယ်မှာလဲဒီ TV ကိုလာကြည့် CD ကျွန်တော်တို့ဒီချမ်းမြောင်ဆိုတဲ့နေရာမှာ document ရှိတာသိကြတယ် this piece ဆိုတော့တော့မတွေ့ရပါဘူးနော်ချမ်းမြောင်ဆိုတဲ့နေရာမှာ document ရှိတာသိကြတယ်သိကြတယ်ဆိုတော့ sorry C CD DO စလုံးမမမစီနဲ့သိကြခြင်းကျွန်တော်တို့ copy ယူလိုက်ဟဟဟောပြီလားချမ်းမြောင်ဒီမှာကြည့် document basler gun ဒါလေးပဲเนาะဒါလေးပဲတော့ရှိနေတဲ့လက်ဟာလက်စလက်နာနေတန်းပြီးတော့ copy ယူလိုက်တယ်ယူပြီးတော့ကျွန်တော် cd နောက်ကို ကိုထိုးဝီဘိတ်စ်လောက်လိုက်တယ်ဟုတ်ကဲ့အန်တာခေါက်လိုက်တယ်ဘယ်ရောက်သွားတော့ကာလန်ဒါတာတူချိန်သွားပြီပိုင်းသွင်း GUI ထဲမှာရောက်တယ်ရောက်သွားယူဒီ GUI ထဲမှာရှိတဲ့ folder ၃ခုလုံးသူသိတာသူသိတာကျွန်တော်တို့ comment လေးရိုက်အောင်အဲ့ comment လေးကိုတော့အမြဲတမ်းမှတ်သားထားပေးဟုတ်ပြီနော်ဘလို့စရိုက်မှာလဲပိုင်းသွင်းနဲ့စရိုက်မှာကျွန်တော်တို့ပိုင်းသွင်း interpreter ကိုလန်းခိုင်းမှာ PYTHON python python.ehd ကိုလန်းခိုင်းမှာ python spare char ပြီးရင်နောက်တစ်ခုဒဲခိုင်းကို run ပါလေဒီ scdub setup ကို run ပါ ဟုတ်ကဲ့နော်ကျွန်တော်တို့ရေးထားတဲ့ setup file ကတော့ sctub.p sorry စလုံးပေါင်းလုံးမှာမှန်တယ် py ပြီးရင်တော့ parameter လေးထည့်ပေးလိုက်ဘာလဲဆိုတော့ဒီ parameter လေးကလား b dist disk b disk msi ဆိုတာက disk ဆိုတဲ့ folder လေးတခု create လုပ်ပြီးတော့ဒီထဲမှာ .eac file တူဖန်တီးပေးသွားနိုင်တယ်ဒီ folder ဒီ current data file ထဲမှာနော်ကြည့်အဆိုပြီးတော့စင်ပြေကျွန်တော်ဘာလုပ်လဲ enter column အကုန်လုံး comment တွေ run သွားနိုင်မယ်စောင့်ကြည့်နေပြီးအောင်စောင့်ပေးပါ okay โอเคอ่ะဒီမှာ error လေးပြရတယ် trust တယ် status.b1 live file တယ်အော်မြင်မှားနေတယ် if science.b1 equal equal 132 base 132ကြည့်ယူအားနဲ့ type error တယ် str object is not callable အော်ဟုတ်ပြီ str အတူတူ object ပြရတယ်ရတယ် error တစ်ချက်ကြည့်မယ်ဟုတ်ပြီโอเคကျွန်တော်တို့ error တွေ့သွားပြီဟုတ်မလားဒီမှာဒီပါလဲဆိုရင်ကျွန်တော်တို့ကသူပြောနေတယ် str object is not callable STR object ကိုခေါ်လို့မရ type ရဘာပြောနေတာပါလဲ platform မှာ sorry platform นี่ตัว property မတက်ပါဘူးเนาะကျွန်တော်အဲ့မှာ platform ကိုသွားပြီးတော့ present this is တော့ထည့်တာ okay control s ပြန်စေမယ် i command ကိုကျွန်တော်ပြန် run မယ်ဟုတ်လားပြန် run မှာတတိယဟာအပေါ်များလေးနေလာတာအတိုင်းပဲပြန်ရမယ်ကျွန်တော် enter ခေါ်တော့မယ်เนาะ error တွေကိုမကြောက်နဲ့အဲ့လို ac ဆေးတာ sha ဘာမှမဖြစ်ဘူးအခုဒီမှာ platform မှာကျွန်တော်အဲ့ဒါလေးထည့်ပြီးတော့ကျွန်တော်မှားတယ်ဟုတ်ပြီ enter ခေါ်ဟုတ် error ဒါ error တက်တက်ဒီတွေ့လား error ရင် set test တဲ့ commerce view agc has just option include file no such option ဟာ include file ဆိုရင်မရှိပါဘူး view agc မှာလည်း include file ဆိုတာမရှိပါ i n c l u d e တွေ့လားကျွန်တော်ဘာမှနေပြန်တော့စလုံးပေါင်းနေမှနေတယ်တော့တစ်ခါလေးစစ်ထားနော် include file ဆိုတာ key name မမှားရအောင်ဆိုတာဒီနေရာမှာဒီ error တက်နေတယ်ပြီးသွားတယ် okay ကျွန်တော်ပြန်ပြင်မယ်ဒီ setup file ကိုပြန်စစ်မယ်ပြင်ပြီးတော့ save e ထည့်လိုက်ပြီးကျွန်တော်ကောင် save ပြန် run မယ်သူမှားရင်မှားတဲ့ကြောင့်ပြန်စတယ် โอเค โอเคမလာတော့မတက်တော့ဘူး ਨੇ တူတယ်တော်သူ run သွားနေမယ် run တဲ့အချိန်မှာပြီးအောင်အပုံစောင့်ပေးဟုတ်လား IAC ဘိုင်ဒီ folder ထဲမှာကျွန်တော်လာခုတ်သွားတယ်ဒါကိုကျွန်တော်ခောက်မယ်โอ้ copy 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 in file သူလိုတဲ့ဟာတွေကျွန်တော်လိုပါနေတကယ်ကျွန်တော်တို့ကလုံးဆောင်ချက်လေးရတာဘာမှမဟုတ်ဘတ်တွန်လေးနှခုနှိပ်လိုက်တာနဲ့ပြတာအတိုင်းမှာလိုအပ်တဲ့ matching code ကိုပြောင်းမယ်လိုအပ်တဲ့ code တွေနေ library တွေကျွန်တော်တို့မမြင်နိုင်နဲ့ကျွန်တော်တို့လည်းလမ်းမမြင်ရတယ်အများကြီးတော့သူလောက်သွားတယ်โอเคမနော်ဟုတ်ပြီနော် ာကျွန်တော်တို့အိုးသူကဒီပါပြောင်းနေတော့ ESC ဖိုင်နေခေါ်နေကြည့်မယ်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  Okay 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 ဆက်သွား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 အော်ဘူးဘူးကျွန်တော် dispoer နဲ့ဒါဆုံးအောင်ဆုံးနော်ဒီ code ဒီ ESC ဖိုင်ဒီ application တွေကိုကျွန်တော်မှတ်တရအနေနဲ့ state ထည့်ပြီးတော့တွားရအောင်ကိုယ့်ရဲ့ပထမဆုံး application function ဘာမှပါလာမ create disk disk create လုပ်နေတယ်ဟုတ်နော် create disk တဲ့ disk folder create လုပ်နေတယ်ဟောဒီပါနော်ဟုတ်ပြီနော် diaspora create လုပ်နေတဲ့ diaspora ပေါ်လာပြီနောက်တစ်ကျွန်တော်တို့မမြင်သေးတဲ့ folder တခုတိုးလာတာ b1 ဒီ boom ဆိုတာလည်းတိုးလာတယ်ခဏဆောင်လေးဘလိုတွေချိန်နေဒါမှမပြီးသေးဘူးဒီလားလောက်စီလောက်စီလားလုံးလုံးနေတော့ရှိသေးတာအဲ့လိုလေးကျွန်တော်ခဏဆောင် remove နဲ့ boo တဲ့အာ boo ရော remove လုပ်နေတယ်တဲ့ boo this ms sign နဲ့ and နဲ့ everything and our guest အော် boo အောက်ကဟာလေ remove remove boo အောက်ကဟာလေအကုန်လုံးဟိုဖြတ်ပြနေတယ်ဖြတ်ပြခဲ့တာနော် မာတော့ဒီလောပြာရှိရတယ်အကုန်ပြပြကဲကြည့်မယ်ဒါဆိုတော့ဟာလေးပြီးသွားပြီးတော့တော့ကဲ run ကြည့်မယ်ဘူးစင်းမှာအဲ့ဒါသူလိုရတဲ့မလိုရတဲ့ဟာလေးသူဖြတ်သွားပြီတွေ့လားဒီတဲ့ဟာလေးသူဖြတ်သွားပြီ okay let's try the lottery application ဒါဆို ms sign ပုံစံလောက်သွားတာဟိုကျွန်တော်တို့ဒီမှာ disk ဖြိုးတာလေးပဲကျွန်တော်တို့လိုတာဗာလေးပဲတော့ disk ဖြိုးတာလေးပဲသိထားမယ်နော်ကဲရတယ်ဒီကောင်းကျွန်တော်နှစ်ချက်တော့ run ကြည့်မယ် disk နဲ့ဘူးနဲ့ ဖေးလာမလွယ်တဲ့ရတဲ့သူဖြစ်သွားကျွန်တော်ဒီမှာဒီနှစ်ဖိုင်ပါလို့လာတိုးလာဒီကောင်ကျွန်တော်နှစ်ချက်တော့ပြန်လွှမ်းကြည့်မယ် okay okay အော်ဘလိုလေးဆို EAC run တယ်လို့ run သွားရယ်နော်ဒါကြိုက်တဲ့ application မှာသွားလို့ရတယ်ဒီမှာကြည့်အဲထားမဲ့နေရပေါ့အဲဒါ lottery ဆိုပြီးတော့သူ program လေးမှာသွားထည့်တယ် next ကိုသွားအော်အမအတီးပေါင်းကြီးတယ်တခြား software install လုပ်ပဲမဟုတ်ဘူးဟုတ်တယ်လို့နော်လားအစင်းနေပြီး install ပဲစီ state copy new file တော့သူသွားတယ်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  okay finish ကိုနေရဒါဆို software မှာလုပ်ပြီးသားတယ် install လုပ်ပြီးတော့ဒီတော့ကျွန်တော်တခြားမှာ desktop desktop icon လောက်ပါပါညာ function တွေပါပါလားမပါကြည့်မယ်စီကန်းတော့ကျွန်တော်သွားကြည့်မယ်ဒီကောင်းလေးကိုခဏခေါ်ထားလိုက်စီကန်းလေးကိုကျွန်တော်သွားကြည့်မယ်စီကန်း program name ကိုသွားကြည့်မယ် c program file program name file မှာ lottery ဆိုပြီးပေါ်နေမယ် alan alan m abcd f g i j k အခုကတော့ lottery လို့ပြောလိုက်တယ်နော်ဟုတ်ပြီဒီထဲမှာမပါရင် program.exe system မှာသွားကြည့်မယ် left ခဏလေးတော့ဘယ်ထဲရောက်လဲကျွန်တော်ရှာလိုက်အောင်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော် control panel တွေကိုကြည့်လိုက်တယ်ကျွန်တော်ပုံမှန် software တွေလိုပဲ control panel တွေကိုကြည့်တယ်ဟုတ်တယ်ကျွန်တော် install တဲ့အောင်ထိတ်ဆုံးလိုက်မယ် version 00 serial publisher serious computer မှာ install တဲ့အောင်ဟုတ်နေလားအဲ့မဲ့ကြီးဒါလေးဘာမှမဟုတ်တာတော့30 MB ရှိတယ်ဟုတ်ပြီနော်37 MB ရှိတယ်ဒီမှာကြီး Microsoft Azure C++ ကြည့်တော့မှာပါပဲရှိ73 MB ပဲရှိတယ်အဲအဲ့ဒီကိစ္စလေးကျွန်တော်တို့ကလုံးစီရတယ်အများကြီး ်ရှိသေးတယ်။ Okay မနော်။ကဲရတာထားပါတော့အကြီးတိုင်းထားပါတော့ဒါဆိုတော့ lottery ဆိုတဲ့ file ကိုကွန်ပျူတာထဲမှာဝင်သွားပြီ။ကဲဝင်သွားရင်ဒီနောက်ကိုတစ်ချက်ကြည့်မယ်။သူကအပေါ်ဆုံးဟာလေးဆိုရင်ထိတ်ဆုံးမှပြတယ်။ Allen နဲ့စားတဲ့အောင်ကြည့်လိုက်မယ်။ And um Allen နဲ့စား ABCD ရဲ့ GHIJ K N M lottery LOTT ရပါ lottery ခဏလေးနော်ဟုတ်ပြီ တော်တော်ရှာလိုက်ရတယ်ဟုတ်လားကျွန်တော်ပိုင်းသွင်းရှိတဲ့နေမှာသွားရှိသူရဲ့ပုံမှန်အထားတိုင်းပဲအဲ see you that chain မင်းအောင် app data app data တွေကျွန်တော်တို့ log ပဲ log ရတဲ့ကျွန်တော်တို့ဗာနော် program program ဟုတ်လားဒါသူမူရင်းသွင်းတဲ့အချိန်တော့သွင်းနေရပါတော့ဒီမှာ lottery ဆိုတဲ့ဒီထဲဝင်သွားတယ် lottery မှာကျတော့ live library မှာဟောသူလိုအပ်တဲ့ library တွေဘာဖြစ်သွားလဲထည့်သွားတယ် ီကောင် run ဖို့အတွက်လိုအပ်တဲ့ပိုင်းတော် library တွေ့သူခြုံသွားတယ်။ပြီးတော့ logo ဟောကျွန်တော်တို့ရဲ့ logo လေးတွေဒီထဲလာရောက်နေတယ်။ပြီးရင်တော့ lottery ဆိုတဲ့ EAC တွေနဲ့ဒါစီကျွန်တော်တို့ရဲ့ software file လေးတခုရသွားတယ်။ဟုတ်ပြီနော်။ဒီကောင်ကျွန်တော်တို့ desktop ဝါ shortcut တင်လိုက်ပါဗျာ။အာ create desktop shortcut send to send to desktop shortcut okay ။ဒါဒီကောင်ကတော့ app folder ထဲမှာရှိနေမှာပဲ။ဟုတ်နော်။ဒါအဲ့ရှာလဲရှာလဲပြောနေတာပိုင်သွင်းရထားတာ APV data တွေဝင်သွားတာနောက်ပိုင်းဆိုပဲလို့များသွားပြီနော်အဲ့မှာတော့ lottery ဆိုတဲ့နှစ်ချက်တော့ run ကြည့် ျွန်တော်တို့လောက်ထားတဲ့ function ဟုတ်လားအာဟုတ်တယ်လေဒီမှာလေနံပါတ်ရွေးပါအိုးပြန်စားပါပြန်နံပါတ်ရွေးပါပြန်စားပါနံပါတ်ရွေးပါပြန်စားပါဘာရတာရှိတော့ဘာမှမရှိဘူးဒါဒီကိုပိုင်လို့ရတယ် creation လေကခဲခုလိုက်လို့တဲ့လူတွေလေအဆင်ပြေမယ်လို့ယူစားတယ်ဗျာโอเคမလားဒါဒီတော့ software တစ်ခုရဲ့လုပ်ငန်းစဉ်အကုန်လုံးအပြီးစေအပြီးစေဒီလို create လုပ်ပြီး distribution ဖြန့်ဝေလို့ရပြီโอเคမလားလောဆောင်ချက်လေးတွေတော့မှတ်ထားပြီโอเค thank you ဗျာ